နောက်ကျအောက်တိုဘာလ23ရက်နေ့ကြာသာပြီးနေ့အတွက်နောက်ဆော်ရမူလေးပတာခမှန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အရင်ဆုံးမြန်မာနိုင်ငံပေါ်တရားမှုတွေရှိလာနိုင်တဲ့မူလေးပတာဖြစ်စဉ်တွေကိုပြောပြသွားမှာပါ။ဘင်္ဂလားပြည်လေရောအနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရနဲ့ရက်ဝန်ဟာနောက်24နာရီအတွင်းအိန္ဒိယကန်ကြီကိုဖျက်ကျော်ကာမုန်တိုင်းအဖြစ်ကိုအားကောက်သွားနိုင်ပါတယ်။တောက်တရုတ်ပြည်လေအတွင်းကတိုက်ဖုန်မုန်တိုင်းဖန်ရှင်ကတော့အာရုံသွားပြီးဖြစ်ပေမဲ့ နောက်24နာရီအတွင်းမှာ BNN နိုင်ငံလေပိုက်ကဲကြီးကိုပူပိုင်းမုန်တိုင်းဖြစ်ဖြစ်ကြုံဝင်ရောက်သွားနိုင်ပါတယ်။အဲ့ဒီမိုးလေဝသဖြစ်စဉ်တွေကြောင့်မုတ်တုံဆုတ်ခွာသွားပြီဖြစ်တဲ့မြန်မာနိုင်ငံအတွင်းမှာမိုးနှင်းငယ်ပြန်လည်ရွာသွန်းဖို့ရှိနေပါတယ်။အောက်တိုဘာလ29ရက်နေ့နောက်ပိုင်းမှာနိုင်ငံအနှံ့မိုးတင်းတင်းပြန်လည်ရွာနိုင်ပြီးနိုဝင်ဘာလ3ရက်နေ့မြန်မာနိုင်ငံလေပိုက်ကြီးသားတွေမှာနေရာစစ်စစ်မိုးရွာနိုင်ပါတယ်။ မိုးတုတ်ဆုတ်ခွာပြီးချိန်မိုးလွန့်ကာလာမှာရွာသုံးလေးရှိတဲ့မိုးတွေဟာအဆက်မပြတ်ရွာသုံးတာမျိုးမဟုတ်ပဲနေရာကွက်ကချိတ်တို့တွင်မိုးသေးထန့်စွာရွာလေးရှိပါတယ်။ဒါဟာမိုးနောက်ကာလာဖြစ်မိုးတွေဟာစပါးရိတ်တိမ်ဖို့ပြင်ဆင်နေတဲ့တောက်သူတွေအတွက်ကြီးမားတဲ့အဟန့်တာဖြစ်စီမှာကြောင့်တောက်သူဦးကြီးတွေအနေနဲ့စပါးရိတ်တိမ်ပြီးပါကလုံခြုံတဲ့အမိုကားတွေအောက်ကိုချက်ချင်းရှေ့ပြောင်းထားကြဖို့ကြံပြုလိုပါတယ်ရှင်။ နွေပဲသီးနှံစိုက်ပျိုးမဲ့တောက်သူတွေအတွက်လည်းပြိုပဲပင့်တွေမပြည့်စည်ဖို့ရည်တတိပြုရမယ့်ကာလပဲဖြစ်ပါတယ်။နေလန်းစားချက်လုပ်ဖို့ပြင်ဆင်နေတဲ့စားတောက်သူတွေအတွက်တော့ဖြက်မိုးကြောင့်စားထွက်နေငယ်နောက်ကျနေနိုင်ပါတယ်။မနေ့ပြန်တွင်မိုးရသွန်မှုခန့်မှန်ချက်တွေကိုပြောရရင်ရှမ်းပြည်တောက်ပိုင်းတနင်္သာရီတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာစစ်စိတ်မိုးရွာနိုင်ပြီးမွန်းရန်ကုန်တိုင်းနဲ့နေပြည်တော်တို့မှာတော့နေရာကျကျမိုးရွာနိုင်ပါတယ်ရှင်။အထူးသတိပြုရမယ့်ဒေသတွေကတော့မင်းပြ၊မြအူ၊ကြောက်တော်နဲ့မကွေးအိမ်လူမျိုးတွေပဲဖြစ်ပါတယ်။ အဲ့ဒီမျိုးတွေမှာမနေ့ပြန်နေ့လယ်ပိုင်းကနေစပြီးမိုးနှင်းငယ်ကနေနေရာကွက်ပြီးမိုးများနိုင်ကြောင်းအသိပေးလိုပါရဲ့ရှင်။အေယာဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးတိုက်တာတွေဖြစ်ပေါ်နေပြီးဒီမိုးတိုက်တာတွေရေလည်ရနေရာတခြားမှာမိုးရသွန်းလာ၊ဝူကျုပ်ပြစ်တာတွေဖြစ်ပေါ်လာတာကြောင့်သတိပြုသွားလာကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။မြမပြင်နေပြမှာတော့လိုင်းနှင်းငယ်ကနေလိုင်းတင်းတင်းသာရှိနေပါတယ်။လိုင်းအမြင့်ပေဟာ၄ပေကနေ9ပေခန့်ရှိနိုင်တာကြောင့်ပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်နီကန်ဝေးရေလောက်တာဦးကြီးတွေအနေနဲ့ တတိပြုသွားလာကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။မူလဝတ္တာဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေလေရှိတာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမူလဝတ္တာခမှန်ချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြင့်တာရခံလိုပါရဲ့ရှင်။